စစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့မူဆယ်မြို့ထဲလူမြင်ကွင်းမှာအမျိုးသမီးတအုပ်ကိုအမျိုးသားမျိုးကဒါထောက်ပြီးဖုန်းနဲ့ဆွဲကြိုးနှကွင်းလူယူသွားခဲ့တယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အမျိုးသမီးကရှုပ်ပြီးမျိုးပြောပါတယ်ဒီနေ့မေလ16ရက်မနေ့စနေဝန်ကျင်မှာမူဆယ်မြို့ပြည်တော်စုလမ်းမကြီးပေါ်မှာလမ်းလျှောက်လာတဲ့အမျိုးသမီးတအုပ်ကိုဆိုင်ကယ်မောင်းလာတဲ့အမျိုးသားမျိုးကရှေ့ကနေပိတ်ရက်ပြီးဆန်အိတ်ထဲကဖုန်းနဲ့ဆွဲကြိုးနှကွင်းကိုလူယူသွားခဲ့တာလို့ဆိုပါတယ် သူတို့နှစ်ယောက်ကနောက်ကနေဆိုင်ငယ်မောင်းလာတာတားထုတ်ပြီးတော့ရှေ့ကနေကျွန်မကိုတားလိုက်တယ်လေရှိသမျှကုန်ပေးဆိုတော့ကျွန်မဖုန်းကိုပေးလိုက်တာဖုန်းယူပြီးတော့ကျွန်မပတ်စံအိတ်ကိုပါထပ်ယူသွားသေးတယ်ပတ်စံအိတ်ထဲတော့ဆွေကျိုးနှုတ်ကွင်းနဲ့ပတ်စံနဲ့နဲ့တော့ပါရင်လေသူတို့နှစ်ယောက်လုံးကမက်စ်တွေတက်ထားတယ်နှစ်ယောက်လုံးကဆယ်ကျော်တက်အရွယ်လောက်ပဲရှိအောင်မယ်ထင်တယ်မျက်နာတော့တင်ချမမြင်လိုက်ရဘူးပေါ့ပတ်စံမရှိလို့ရှိထားတဲ့ဆွေကျိုးနှုတ်ကွင်းကိုရွှေချောင်းမှာတောက်ပါမလို့ပါဆိုမှပဲအိမ်ကလည်းတုံးဆရာမရှိဘူးလေ အလားတူပြည်ခဲ့တဲ့မေလာခုနှစ်ရက်ကလည်းမူဆယ်မြို့ကောင်းမှုလွယ်ရပ်ကွက်မှာဆံကယ်မောင်းလာတဲ့အမျိုးသမီးတဦးကိုကားမောင်းတဲ့အမျိုးသားတစုက ပြန်ပေးဆွဲခဲ့ပြီးလက်ရှိအချိန်ထိပြန်ပေးဆွဲခံခဲ့ရတဲ့အမျိုးသမီးနဲ့အဆက်အသွယ်မရသေးဘူးလို့မိသားစုဝင်တဦးကပြောပါရယ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမူဆယ်မြို့မှာမှုရေးစေဝါရောင်းဝယ်တုံးဆွဲတူနဲ့လောင်စာဝိုင်းတွေအရင်ကထက်ပိုများလာပြီးခိုးမှုလူရဲမှုဓမြတိုက်မှုနဲ့ပျော်ပြေးဆွဲတာတွေမကြောက်မနာဖြစ်ပွားနေပေမဲ့စစ်ကောင်စီဘက်ကခေါ်ထုတ်နိုင်ခဲ့တာမရှိဘူးလို့ဒေတာခန်တွေရဲ့ပြောပြချက်အရတီးရပါရဲ့ရှင်။